ားလုံးမင်္ဂလာပါသော all in one channel မှာជួសជូលလိုက်ပါတယ်ခုဖတ်ပြမိမှာတော့စာရေးဆရာတော်တာဆွေဤတထားတယ်ချက်သမားဟစ်တလုံးဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်အပိုင်း3တို့အတွက်ကျွန်တော်ကတပ်ပြင်းချပြီးစကားဆက်သည်ဥလိယံကဘယ်နှစ်သဘောရတယ်လဲ ဒါတော့မဆိုရင်မှနဲ့တက်ကလေးရငါတရားလုံးရှိပါသေးတယ်။သူတို့ပြောတိုင်းရှုံရမှာလား။သူချက်ခွက်လက်ပေးတာကိုကြည့်သေးတာပေါ့။သူ့လိုသူတို့ပြောတဲ့အတိုင်းဟုတ်နေမယ်ဆိုလဲမတိုက်ပဲနေလိုက်တာပေါ့ကွာ။ကဲသူတို့ချက်ခွက်လက်ပေးတာမှာဦးလေးရင်ပါမကြည့်ရအောင် လုပ်ရင်ရောဒါတော့ငါနဲ့မရင်အောင်ပါကွာမင်းသားဟဲ့တလုံးအရွယ်ကလေးကစပြီးချက်ဝိုင်းတွေထဲကြီးလာခဲ့တာအခုအသက်50ကျော်ပါပြီ။ တကယ်ဆိုတော့လေကျွန်တော်ချက်ကျဲပြင်လို့ခွန်လန်းဆုံးသောချက်မျိုးကိုတခုကောင်းနှင်နိုင်ရင်ချက်ရှာလှပေသည်အကယ်တွေ့၍တိုက်ရပါလေ၎င်းတခုကောင်းချက်စင်မှာစေရေးတရေးနှင့်စွန့်စားရခြင်းများသာဖြစ်လေသည် ထို့ကြောင့်ကျွန်တော်ကိုဆန်ခါဤချက်ကိုတိုင်ရင် စိတ်မပြတ်ပဲနေ့စဉ်မှန်မှန်သာမိမိချက်မိမိပြုပြင်ရင်ဥယျာဉ်အောင်ဤစကားအလှကို စောင့်မျှော်လျက်နေပါသည် တိုက်ချက်တို့မိသည်မှာတပွဲအပြီ၌နောက်တပွဲတိုက်ရင်တလခန့်ဆောင်ဆိုင်ရလေသည်တပွဲအပြီ၁ရက်ခန့်ကိုတန်ရာတချက်များပြအောင်ကုသဆောက်ရှောက်ရသည်ခုတ်ဖေးများကွာ၍အသားရည်တန်ရှင်းသွားမှရေကန်ရသည်နည်းနည်းစောစောအမောလုံရန်အတွက်ဇလုတ်ထဲရေပြည့်ခွင့်ရသည်အသားအရေမှရင်လေပင်ရှင်ဘက်နှင့်ပေါင်လို့ကိုရေနှစ်ပုတ်သက်ခါစီစီမြောက်ဖြစ်ညက်ပေးရသည် ညနေခင်း၌ဤတို့တစ်ချိန်ပြုရသည်ရေကမနက်ကလောက်မခွန့်ရချေစလုတ်သေးအစာရှိနေ၍အသင်တင်မြသာချက်တကောင်ကိုရေတခါကိုင်းလင်းနာယီတမတ်မှတစ်ချက်အထိလူစိတ်ရှိရှိတလောက်ချတတ်လေသည်တချို့မှာနေလေ နေခင်း၌ပင် အာရှိလင်းချက်ပံကို ရေနှင့်ဖြစ်နေတတ်လေသည်ဤတို့တိုက်ချက်ဖါကိုတနေစဉ်ကျမနှင့်မထားရမဟုလို့သို့တော့ကျက်အိုမကြီးများနှင့်မသိလျော်ကြည် ချက်မတန်မှအရွယ်ပောက်ဆကလေးများကိုအတုံပြရလေသည်၎င်းချက်မကလေးတို့သည်ချက်ဖလိုက်လင်းနောက်ဆုံးအချိန်အထိပြည့်တတ်၍ချက်ဖမှအညောင်းပြည့်သည်စိတ်အာရုံနှင့်ပုံမှုတက်ကြွသည်၎င်းဖြင့်တတရာချံအရာ မနုဿအတိုင်းဖြင့်ဤအတွင်ချက်ဖကိုအိတ်တန်းမှန်ရန်အရေးကြီးသည်ညအချိန်ခါတိုင်းကဲ့သို့မှန်မှန်တွန်မာရဲ့လားဂယုဆိုင်ရသည် ပို့တွန်လျင်၎င်းလို့တွန်လျင်၎င်းမကောင်းချေတိုက်ချက်တို့မှာ အခြားညောင်းကံစစ်တကောင်ချက်တို့ကဲ့သို့သူငယ်အိစေတက်ကြီးကောင်ချတကောင်ရဲ့ဟူ၍အချိန်တိုင်းမတွန်တက်ချီတွန်လေးမရှိချီအများအဖြစ်နည်းနည်းလင်းအားကြီးနိုင်တာသုံးလေးခွန်မြချက်ဦးတွန်တက်သည်နည်းနည်းမိုးတောက်ရောက်မှလှိုင်လှိုင်တွန်သည် နေကင်းနေလေအချိန်တို့အတွင်က အခြားကတွန်တန်ကြတိုင်းပြန်၍တွန်တန်ပေးလီတော်သည်တလနီတော့အခါ၌ ကျွန်တော်ချက်မှာအင်မတန်ကျမ်းမာတံပြန်လျက်နေလေပြီးပေါင်နှင့်ရှင်အုပ်သားတွေတွတ်တွတ်ရဲကမျက်လုံးများကြည်လင်လှလေသည်စက်တူရဲ့မျက်လုံးကဲ့သို့ဆင်း၍နေလေသည်လူကိုမြင်လေနှုတ်မှတွတ်တွတ်အမိကရင်လျက်ထနေသည်အတိဘယ်ကငါကျမ်းမာတန်ဆန်း၍စိတ်အားတကြွလှပြီးဟုဆိုလေသည်တိုက်ရဲအစဉ်သည့်ဖြစ်ကားပြီးကိုစံခါဤစင်မနိုင်မကြီးတော့ဘက်ကလည်း950ချက်ထက်နေလျင်မတိုက်ဟုအတန်လွှင့်လေသည် ကျွန်တော်ချက်ကိုယုံတော့ကျွန်တော်ဆွေမျိုးမိတ်ဆွေတို့ကလည်းလည်ရင်တထောင်ကြီးဖြစ်ပါစေကွာဟုပြန်၍ကြိမ်ကြလေသည်သို့တော့ကျွန်တော်မှနိုင်ရင်ယေရှုမတင်ကြားသည့်တိုင်အောင် ရှုံးပါကစေရေးခံရမည်ချက်ရှင်ဖြစ်နေ၍မာစတာဥယျာဉ်၏စကားကိုစောင့်ဆိုင်းလျက်နေရလေသည်စင်မနိုင်မကြီးတုံးကို မနေ့ကပဲ ကိုစံခအိမ်ထဲမှာသူ့ဘက်တော်သားတွေနဲ့ခွက်လက်ပြပြီးဟုတည်င်းထွက်တော်နေ၌ဥယျာဉ်ကိုကျွန်တော်စီတို့ရောက်လာပါတော့သည် ကျွန်တော်ဒီစိတ်စောကြီးစွာနဲ့ဘယ်နဲ့ဘယ်နဲ့လဲဦးလေးရဲ့ဦးကျန်အောင်ဒီလေစိတ်ပြင်းဟန်နဲ့ပါဆက်မှ စေပြင်းလေးကိုနှေးခွေစွာချွတ်လိုက်ပြီးမတိုင်နေတော့တက်ကလေးကျွန်တော်မျိုးလုံးပြုကဗျာသူစင်မနာမကြီးတုံးကိုအလျှော့ပေးလိုက်တော့ကွာဟင်ဘာလို့တော့သူတို့ပြောတဲ့အတိုင်းဟုတ်တယ်မင်းချက်ကိုခွန်လန်းပိတ်မိနေပြီဦးလေးရဲ့တည်ချက်တာကိုကြည့်ခဲ့ရသလားငါရှိမှပဲခွက်လက်ပေးတာပဲဘယ်လိုရင်းများခွက်တက်လို့လဲ ချက်ဝင်းချက်ကက်ချက်လှက်စုံနေကွာလို့ပြီးအဘူးခွာလည်းကောင်းနေကွာဘသူချက်နဲ့ခွက်လက်ပြတာလေသူ့အကိုဆံမြဇင်းကြီးနေကွာဇင်းကြီးကမင်းတည်တဲ့အတိုင်းပဲကိုကြီးနဲ့သူ့ထက်လက်နှစ်စက်လောက်မြင့်တာဒါတော့မခံနိုင်ဘူးကွာနှစ်ရီသုံးရီနဲ့ဆိုင်သွားတာပဲအောင်မဲဒီလောက်ပဲလားဗျာဟုတ်တယ်ဒါကြောင့်မင်းငါပြောတာကျွန်တော်မှကြီးစွာတော့မကန့်ချင်စိတ်ဖြစ်ခါတဲကြက်ရွတူချင်းမတိုက်ဝန်မှုဆိုတော့ဆက်เสีย ဘာဖြစ်ဖြစ်နှံ့ပြန်ရောက်မယ်ဗျာ။ဒီချိန်တွင်ကျွန်တော်မတ်ဟွာသည်အနည်းတွင်ရှိသည်ဖြစ်၍တော့ဟာတော့ရှိရင်တော့ချက်နဲ့တော့သွားတိုင်လီ။ချောင်းရံငွေရောမထီနေဟုအမိတ်ထုတ်ပါသည်။ဥယျာဉ်အောင်ကဆက်လဲ၍မမိုက်ချင်မနဲ့တက်ကလေးရှက်တယ်ဆိုတာအသားပဲ့မကုန်ပါဘူးကွာဒီခန့်ဆန်းမှာဟုတ်တော့ဟုတ်တယ်ဟေ့ငါမင်းတို့အရေတော့ကဆိုဒါမျိုးပဲခန့်ချင်မလဲကွာစွမ့်မိတ်ကျဲလိုက်တော့တာပဲအမှန်တော့ဒါမိုက်တာကွာမိုက်တာ အမေလူငယ်ဆိုတော့ဒါမျိုးမှပဲကောင်းတယ်အောက်မေ့တဲ့ဟိကျွန်တော်မျက်စိပိတ်၍အကြိတ်လိုက်မိပါသည်တပ်ဖို့ကျေပြန်ကဆန့်ခါရဲ့စင်မနာမကြီးတုံးကို မတိုင်ဝင်မှုတဲ့ဟိဤတွင်မှာနှစ်ရက်သုံးရက်အတွင်း၌ကျွန်တော်တို့ရွာအတွင်သာမကပတ်ဝန်းကျင်ရွာနီးချုပ်ဆက်ကိုပါပြန့်နှံ့သွားလိမ့်ပြီ ဟုတ်ရှိပင်ရွာမှကျွန်တော်မိတ်ဆွေကိုထင်းလင်းပင်ရောက်လာကကျေပင်လိုချက်ကမှမတိုင်ဝင်ရအောင်သူတို့ချက်ကဘလောက်များကောင်းလို့လဲဟုအကျိုးကြောင့်ကိုမိတဲ့ဖြင့်ဥယျံအောင်ပြောသည့်အတိုင်းရှင်းပြလိုက်ရပါသည်ဤတွင် ကိုထင်းလင်းမှစိတ်အေးလက်အေးနှင့်သွေးအေးသူဖြစ်၍ကြည်လို့ဆိုရင်ဖြစ်လဲမလုံးနဲ့ပေါ်ကိုတက်ရဥယျံအောင်ကြည်စကားဆိုရင်တော့လွယ်ခဲ့တယ်သူကချက်ဖြစ်အားပဲနှုတ်ပြီးစင်မနိုင်မကြီးတုံးရွာကလည်းနာမည်ကြီးချက်ကောင်းထွက်တဲ့အရက်ပဲ ကျုပ်တောင်တပတ်ခါအဲ့ဒီရွာကိုသွားမလို့ဘာကိစ္စလဲဒီကစားနဲ့မကြည့်သည်တင်သွားပြီဟိုကငပိယရတက်ငယ်ရရဖလှယ်ခဲမလို့ခမားမကြီးမခင်များလဲလိုက်လိမ့်မယ်သူ့ယောက်ျားကပေါအောင်မလားဒီလူကရှူနာဆိုင်ကုန်ဒီလောက်ခီးဝေးဝေးလှဲချက်မရှိနိုင်ဘူးတဲ့ဗျာအိမ်မှာဝက်စာကျွေးုံပဲတက်နိုင်တယ်ဩဒီမှာကိုတင်နေအဲ့ဒီရွာရောက်ရင်သူတို့ချက်အကြောင်းဆုံးသမ်းပြီး အဲ့ဒီချက်ကိုနိုင်မဲ့ချက်များရှိသလားမေးခဲ့ဆန်းဗျာရှိရင်ဘလောက်ပေးရပေးရဝယ်ချမယ်ဗျာကောင်းပြီစိတ်ချကိုထင်လင်းသွားလေပြီကျွန်တော်တို့ရွာ၌ကကျွတ်စီကျွတ်စီရှိလေသည် ကိုဆန်ခါဘက်ကလူများသည်တက်ပူနှင့်ကျဲပြန်ကို လောင်ကြပြောင်ကြတယောကြသည်ကျွန်တော်ဘက်ကဆွေမျိုးတို့မှအင်ကျိတ်ချင်းမျက်မှောင်ကျုပ်ချင်းတက်ခေါက်ချင်းပြုကြကုန်သည် ကျေပင်တိုက်သည်များသုံးပွဲစလုံးအနံရလိုက်တော့ကိုကျွတ်တိုးကြီးကမူထရေတောင်းရင် တွေ့ရ၍ဟိတ်တပ်ဘူးဒီလောက်တော့အောက်ကြမခံနဲ့ကွာရှိရစီစဉ်ကုန်မစီချတာချတာကွာကိုကျွတ်တို့မှာပကန့်ချင်းစိတ်နဲ့မိုက်တဲ့သူဖြစ်ပါသည်ဦးလေးကျွတ်ပြောတာဟုတ်တယ်ကျွတ်တော့ဘောလေဦးလေးကျွတ်အတိုင်းပဲဒါပေမဲ့မိန်းမကအိမ်ကငွေမထီးနဲ့လုံနေရဲ့ဗျ။အိုးဒီမိန်းမတွေကဘာနားလေလို့လဲကွာသူတို့နားလေတာကလင်ငယ်ဖော်မှ ဖေးမရှိဘဲနဲ့ကလေးမွေမှဆက်ဆရာကောင်းနဲ့အောင်မကြတာယောက်ျားချင်းဒီလိုပြောခင်ရတာဘလောက်ထိဆိုတဲ့ဆိုတာတော့မသိကြအောင်อืมဦးလေးကြွပြောတာဟုတ်တယ်ဗျကျွန်တော်မျက်မှောက်ကြုံ၍စဉ်းစားပါသည်ဟေ့ဒီမှာတပုမင်းမိမကိုအမျိုးမျိုးပြောပြကွာပြောလို့မှမရရင်လင်မယားချင်းကွာပြည့်ရှိပစ္စည်းတရားတော်ခွဲဟောကိုယ့်အနေကိုဆိုတော့မင်းတဘောရှိလို့ပင့်နေလေငါပြောတာမကောင်းဘူးလား ကိုလှုပ်ချွေရမိမကလိစကားနားမထောင်တာကိုမင်းပေါင်းနေအောင်မလားကွာလောကမှာမိမရှာလုံးလို့ငါမိမပုတင်တို့များငပိဟဲ့ဆိုဖောက်ပြီးသားငချောက်ဟဲ့ဆိုစီစံပြီးနေပြီဒီလိုမှပေါ့ကွာကြည်မင်းချက်များအခုတိုက်ရင်ဖြစ်လေငါဝက်ပြပွဲမှာဆူရတဲ့ငွေတရားကိုအကုန်လုံးလောင်းမယ်ကွာကိုကြွတိုးမှလွန်ခဲ့သောပွဲတော်ကဝက်ရေးပွဲလောက်ရာတွင်သူတမင်တကာ ြည်ရွယ်ချက်တသက်နှင့်အကဲဖြက်လူကြီးများဤစိတ်ကြိုင်ဖြစ်အောင်ဝက်ကြီးတကောင်မွေးထလေရာအကဲဖြက်လူကြီးများသည်လည်းอืมဒီဝက်ကြီးတော့ကြည်ရတဲ့လူတွေအမြင်အယုံနဲ့ဤပြီးတော့အိတ်ချင်တန်ရဲ့ဟုဆုံးဖြတ်ရွေးချယ်လိုက်ကြသဖြင့်သူ့ငွေတရားပွားလေသည်မြင်ယုံနဲ့အိတ်ချင်တဲ့ဝက်မျိုးဝင်းနိုင်တာငါလိုလူစပူမှာရှိတည်ရဲ့လားဟုသူ့လက်မှတ်ထောင်လေသည်ကိုကျော်တိုးသည်သူ့ထန်းရီခွက်ကိုတောက်ချလိုက်ပြီးကျွန်တော်ကိုငှဲ့ပေးကဟေ့ဒီမှာတပူရ နှုတ်ပြီးမင်းဦးရအောင်ကြီးကချက်ဖျားဆိုတိုင်းသူစကားယုံရမှာလားကွကျေပြင်ကနိုင်ဖို့မျောလင်းချက်ကောမရှိဘူးလေလားအလကားသူစကားနဲ့ခတ်နေရပါကွာဒီမှာတက်ဘူးရဆန်ခါတို့လူလူတွေအပြောတော့ခန့်မနေဆဲမှာနဲ့မင်းမိမကိုကောင်းကောင်းပြောရရင်ရမရရင်ကွာရှင်ပြီးပစ္စည်းသာခွဲတိုက်ပြလိုက်ကွာဆမ်းမှာရှုံးကျင်ရှုံနှမ်းကျင်တိုင်းအေးရော ဟေ့ဒီမှာဘုဒ္ဓရသူသည်ထိုင်ရမူမူမျက်တောက်နေနေချင်းနေကျွန်တော်ပခုံးကိုကိုင်ကလောကမှာမင်းအချက်နဲ့လူလောက်တာလားငွေနဲ့လူလောက်တာလားငွေဆိုတာလည်းကလူမသိငွေမရှာပါဘူးကွာလူကငွေလောက်တာငွေကလူလောက်တာမဟုတ်ပါဘူးကွာကျွန်တော်ဒီထိုနေ့ညနေ၌ထိုင်းရီမူမူနေအိမ်တို့ပြန်လာကကိုကြွတ်တို့ကြီးပြောလိုက်သောစကားတွေကိုအပြန်ပြန်အလှန်လှန်သုံးသက်ခဲ့ပါသည် ကျွန်တော်တို့လင်မယား၌ယခုရှိပစ္စည်းလေးမှာဝန်းစာစပါး85တင်နွားတရှင်လှဲတစီ မကြီးမဲ့အချိန်တရာမပြည့်ရသေးသောတက်ငယ်အစုပ်150မှု3စိတ်နှင့်ငွေ300ခန့်ဖြစ်ပါသည် သူ့အမေကလုပ်ပေးလိုက်သော2000နှင့်ဆွေကြိုးလက်ကောက်တော့ကျွန်တော်နှင့်ဆိုင်မည်မဟုတ်ချေဆိုင်သောပစ္စည်းများကိုလင်မယားရန်ဖြစ်၍တယောက်တစ်ဝက်ကွဲလိုက်ကြလျှင် ဤတွင်နှင့်ကျွန်တော်အိမ်ထဲသို့ရောက်သောအခါတွင်ဟစ်တလုံနှင့်ကျေပြင်ကစားနေသည်ကိုတွေ့ရပါသည်ဟစ်တလုံကလာကျေပြင်လာလာဟု ခေါ်ပြေးလျှင်ကျေပြင်ကနောက်မှပြေး၍လိုက်တတ်သည် ကျေပြင်မှတာခွက်အရွက်ကလေးကကျွန်တော်မွေးသောချက်ဖြစ်သည်ကျွန်တော်သည် ထိုင်းရီမှုမှုနှင့်ကျေပြင်ကိုကြည့်ကငါချက်တော့တိုက်မှ မတိုက်မဖြစ်ဘူးအိမ်ကဟာမကတော့ငါအကောင်ပြောအောင်မေးပြောမရရင်တော့ရန်ဖြစ်ပြီးกว่าမှပဲ နှင်းစကားနားမထောင်ခြင်းနဲ့ကောင်းမှာတော့တိရောပေါ့ဤကဲ့သို့စိတ်ကူးနေစေဝဲမချမ်းမြတာအင်ဖူးသည်ခက်မှုမှုနဲ့ရောက်လာကဒီမှာကိုလေးတက်ဖို့ခမားကိုဆန်ခါချက်ကြီးကိုပါကြောင်းမတိုင်ဝင်တာလေပြောစမ်းဗျာမှုမှုနှင်းရီတီတီလုတ်တီနှင်းကျွန်တော်သူ့ကိုတွန်းကဟေ့အင်ဖူးသွားစမ်းကွာငါဆက်ရှုပ်ရတဲ့အထဲကိုအေးပါကိုလေးတက်ဖို့ဆက်ရှုပ်နေရတော့ကျွန်တော်သိပါတယ်အခုပဲဦးလေးချက်တို့ကြီးနဲ့တွေ့ခဲ့လို့ပြောလိုက်တယ် ဒီမှာကိုလေးတက်ဖို့ကိုလေးတက်ဖို့လို့လင်မရလဲရံမဖြစ်ရဘူးချက်ချင်းလဲတိုက်ရမယ်နှုတ်ပြီးနိုင်လဲနိုင်ရမယ်ကဲကျွန်တော်ပြီးတဲ့အချိန်နားထောင်မလားပါလဲမင်းချင်ကဒီမှာကိုလေးတက်ဖို့ချက်ကမတိုင်ဝန်တာက ကိုစံခါချက်ကို မနိုင်ဘူးဆိုတာအသေးချာသိနေလို့မဟုတ်လားဒီတော့မခင်းရင်လဲဗျာမမခင်းရင်တာလဲကွဒီမှာကိုလေးတက်ဖို့ရှုံးမဲ့ချက်နဲ့နိုင်မဲ့ချက်အသေးချာသိနေတာပဲ ချက်ချင်းလဲပြီးတိုက်လိုက်ပေါ်ဗျာဤတွင်ဟစ်တလုံးနှင့်ကျယ်ပြန်လေအနီးနားရှိနေသဖြင့်ဟစ်တလုံးကဟွန်းချုံချုံနိုင်နိုင်ကျယ်ပြန်လေးကိုမလဲရဘူးလဲရဘူးဟုဆိုကငိုပြီးပြုတ်လေရကျွန်တော်ကနေပါအောင်မငိုစမ်းပါနဲ့လူကလေးရဒီကောင်ပြောတိုင်းလဲကျင်လို့ကောဖြစ်ပါမလားဟိုကချက်ရှင်ကလဲမာတယ်လားအင်ဖူးမူမူယူနှင့်တွေ့ကြရလျှောက်ပြောတာပါကွာထိုခါနိုင်အင်ဖူးဒီဟဟပပယ်ရှင်မောလိုက်ခါ အမလေးကိုလေးတပူရဲ့တဲ့အတွေ့ချော်တဲ့ကိုမြဒီမှာကိုလေးတပူရတကောင်နဲ့တကောင်ရွေမရအောင်တူနေတဲ့အချက်ချင်းကိုကိုစံခကြည့်တဘောတူမှပဲလဲရတော့မှလဲလာဗျကိုလေးတပူလည်းချက်ခိုးတတ်တာပဲကိုရင်းတည်တွင် ကျွန်တော်အင်ဖူးရဲ့အကြံကိုသိရှိကတဘောကြမိ၍ဟစ်တလုံးမသိစေရင်မျက်လုံးမှိတ်ပြမိဟာငါချက်နေသူများချက်မလဲနိုင်ပါဘူးကွာဟုဆိုရင်အင်ဖူးကိုလက်တို့ခေါ်ခဲ့ပါသည် ဝင်းပြင်ရောက်တော့ကဟေ့အင်ဖို့မင်းပြောရတဲ့အချင်းဖြစ်နိုင်တယ်ကွာဟာမဖြစ်လို့မဖြစ်နိုင်ရမှာလေကိုလေးတပူရဟေ့တူတူကွာတူတူဘယ်ချိန်သွားရင်ကောင်းမလဲကိုစံခကြီးအိမ်ခုတလောသူ့မိမနဲ့ကလေးတွေခရီးထွက်နေလို့သူ့တယောက်တည်းရှိတာဗျာနေ့လေလေညလေလေဖြစ်တာပေါ့ဗျာအချိန်မီးအခုညီပေးဖို့ကျွန်တော်တာဝန်သာထားလိုက်ဟေ့ဒါထက်ချက်ဆိုတာအမွှေးရောင်ချင်းဘလို့တူတူကင်နေကြလူကကိုချက်ဟောမဟုတ်တိရဲကွာဟော ကိုဆန်ခကြီးကဒလောက်မတိတတ်ပါဘူးဗျာဒီချက်သူ့လက်ထဲရောက်တာကောဘလောက်ကြာသေးလို့လဲနှုတ်ပြီးငါချက်ကသူ့ရင်ရောက်တော့မနေပဲပြန်လာတော့ရှိမ့်မိကြမှာစိုးရသေးတယ်ကွဟိုဒါတော့ကိုလေးတက်ဖို့ရာသူ့ချက်ကိုလက်ထဲရောက်ကလေးကဘယ်နေ့တိုက်မယ်လို့ကြေညာလိုက် သူ့ချက်လှုပ်အောင်တော့မတယ်လားကျိုးတက်ပြီးရေကင်တော့မှာပေါ့ဗျကဲဟုတ်ပါဟဲ့ဒါဖြင့်အခုညပဲလောက်ကြစို့ကွာမင်းမလိုက်ခဲ့မယ်မဟုတ်လား လိုက်ရောမဟုတ်ဘူးကျွန်တော်ကိုယ်တိုင်ဝင်လဲပြပါမယ်စိတ်ချစမ်းပါနောက်တော့ဒါကျေးဇူးမမိပါနဲ့နေဖူးမှာရွာတွင်ချက်တကိုးနာမည်ကြီးဖြစ်ပါသည်နောက်တနေ့၌ကျွန်တော်ချက်ကကိုဆန်ခါကြီးချက်ကိုခြေမဆောင်တိုက်တော်မီဟုကြေညာလိုက်လေသည်စက်သိမ့်ပိုင်းကိုဆက်လက်ဆောင်ပြောနားဆင်ပေးကြပါအောင်ခင်ဗျာဒီဗီဒီယိုလေးကိုအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ် ကျွန်တော်ရဲ့ channel လေးကို like and subscribe ပြုလုပ်ပေးကြဖို့အားလုံးကိုမေတ္တာရက်ခံအပ်ပါတယ်။နောက် video လေးမှာပြန်လည်ဆုံတွေ့ကြပါစို့။ကိုယ်စိတ်နှစ်ဖြာစမ်းမချမ်းသာကြပါစေ။